ျွန်တော်ရဲ့ဒီဗီဒီယိုရဲ့အောက်မှာ လူတော်တော်များများလာမေးထားကြတာတွေ့ရတယ်ပေါ့နော်သူတို့ကဘာမေးထားလဲဆိုတော့ဒီဘရိုနီကာရဲ့ပွဲကဘယ်နေ့မှာကျင်းပမှာလဲဘယ်လမှာကျင်းပမှာလဲဘယ်အချိန်လဲဆိုတဲ့ဟာလေးတွေဖြစ်ပါတယ်ဆိုတော့ကျင်းပမဲ့ရက်ကအလွယ်ဆုံးပြောရလို့ရှိရင်ဒီလကွန်ပြီးတော့နောက်လ9ရက်မှာပေါ့နော်9ရက်နေ့မှာကျင်းပမယ်ဆိုတော့အာ ခုနှစ်နှစ်မှအကျဉ်းပါမယ်ဆိုတော့ကျွန်တော်တို့စနေနေ့မနေ့လောက်မှဖြစ်ဖို့များတယ်စနေနေ့မနေ့လောက်မှဖြစ်ဖို့များတယ်အဲ့ချိန်မှာတောက်ကြနေ့ညကိုစောက်နေမှာဆိုလို့ပြောပြတာတောက်ကြနေ့ညလည်းပွဲရှိတယ်ဒါပေမဲ့စနေနေ့မနေ့မှာလည်းပွဲကရှိတယ်ပေါ့ November 9နေ့မှာ Bronica ပွဲကိုကျင်းပမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီပွဲရဲ့ဒီအဲ့ဒီပွဲမှာအဓိကပါဝင်တဲ့ပွဲတွေကကျော်စာဝင်းရဲ့ Border, Nat Group ပွဲလည်းပါတယ်ပြီးလို့ရှိရင် နောက်ထပ်တစ်ယောက်က Rainbow Link ပွဲလဲပါတယ်ဗောလေဆိုတော့အဲ့ဒါလေးကိုမပြောခင်မှာကျွန်တော်တို့ဒီ Bronica ရဲ့ပြန်ပွဲဖြစ်တဲ့ Anisa Mason ရဲ့အကြောင်းလေးကိုနည်းနည်းလေးပြောကြည့်ရအောင် Bronica ရဲ့ပြန်ပွဲက Blue Fighter မျိုးလဲအဲ့ဒါကိုကျွန်တော်ကနည်းနည်းလေးပြောပြပေးသွားမယ်ဗောနော်ဖြုံရတဲ့ Fighter လား Bronica အတွက်လွယ်မဲ့ Fighter လားဆိုပြီးတော့ကျွန်တော်နည်းနည်းလေးပြောကြည့်မယ်ဗောနော်ဆိုတော့ Okay Anisa Mason ဟာ ြစ်ပုံစင်တဲ့မွေထိုင်ချပီယံတယောက်ပါ fight aju အရန်ကောင်းပြီးတော့တကယ်ကိုမှကြောက်စရာကောင်းတဲ့တွဲလုံးတွေကိုအမြဲတမ်းအမြဲတမ်းထုတ်သုံးတတ်တဲ့ fighter ပါတော်တော်ကိုမှပါနတ်တယ်လို့မြင်တယ်သူ့ရဲ့အံ့ဩစရာအကောင်းဆုံးကတက်လုံးပါတက်လုံးအရန်ကောင်းတယ်တော်တော်နဲ့တက်လုံးမကြတတ်ဘူးချပီယံကပတ်စိန်ခေါ်ပွဲ၅ချိန်ထိုးတာတော့မှသူကတက်လုံးကြသွားတာမတွေ့ရဘူးအရန်ကောင်းပါတယ် တော်တော်ကိုမှမာတယ်အရန်ကြစ်လက်တယ်ပြီးတော့သူ့ရဲ့1 record အရာကတော့အားလုံးစုစုပေါင်း1မှာ6ပွဲထိုးထားပြီးပြီ6ပွဲမှာမှမွေထိုင်းက2ပွဲထိုးထားတယ်ကြံတဲ့ပွဲတွေကကေဘုံစင်4ပွဲထိုးထားတယ်အဲ့ဒီကေဘုံစင်4ပွဲက2ပွဲရှုံးထားပြီးတော့2ပွဲအနိုင်ရထားတဲ့ fighter ပါအခုဂျပန်မှာထိုးသတ်မဲ့173ပြိုင်ပွဲမှာပါဝင်တဲ့အမျိုးသမီးတွဲဆိုင်ဖြစ်တဲ့ ဲ stamp ရဲ့ပြိုင်ဖက်ဂျပန်မှလေခါနာကိုလည်းသူကအနိုင်ရထားဖူးပါတယ်အဲ့ဒီပွဲကိုလည်းပြန်သွားကြည့်ကြည့်ပါမကြည့်ရသေးတဲ့လူတွေရှိလို့ရှိရင်အဲ့ဒီပွဲကိုပြန်ရှာကြည့်လို့ရတယ်တကက်ကိုမှ performance အရန်ကောင်းတဲ့ပွဲတစ်ပွဲလို့ကျွန်တော်ကတော့မြင်တယ်တကယ်လို့များဒီပွဲသာ bronica ကအနိုင်ရသွားမယ်ဆိုလို့ရှိရင်အခွင့်အရေးတွေကအများကြီးရှိလာမယ် stamp နဲ့ဒီဖြစ်ဖို့ gain ကတော့90ရာခိုင်နှုန်းမဟုတ်ရင်တောင်မှ80 ရခိုင်နှုန်းလောက်ထိဖြစ်လာမယ်ပေါ့လေအနီစာမစင်နဲ့ရှင်ပြိုင်ဘိုးကတော့သက်လုံအရန်ကောင်းဖို့လိုတယ်ပြီးလို့ရှိရင်ဒီ fight အကျူအရန်ကောင်းဖို့လိုတယ်သူ့ထက်ကြမ်းပြမှရမယ့် fighter မျိုးပါဆိုတော့သူ့ချဲလေတိုင်းသူ့ချဲလေခြင်းတိုင်းချဲလေလို့မရအောင်ကိုယ့်ဘက်ကအများကြီးအများကြီးပြင်ဆင်ထားဖို့လိုတယ်ဆရာကြီးလောက်တာမဟုတ်ဘူးဒါကျွန်တော်ရဲ့အမြင်ကိုလာပြောပြတာ ဆိုတော့ပွဲထိုးရမယ့်အချိန်ကနိုဝင်ဘာ9ရက်ဒီလကုန်ပြီးတော့9ရက်နေ့မှာကျင်းပမှာပဲဖြစ်ပါတယ်ဆိုတော့ဒါကတော့ကျွန်တော်စစနာကပြောသွားတဲ့အချက်တွေကကျွန်တော်ရှာဖွေတွေးရှိထားတဲ့အချက်လက်တွေပေါ့နော်ဆိုတော့လိုရာပူရာလေးရှိလို့ရှိရင်ကိုပါကိုဖြည့်ဆွက်ပြီးတော့နားလည်ပေးပါနားထောင်ပေးပါကျွန်တော်ကိုအားပေးတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျွန်တော်အကျေစုအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်